ောထဲမှာလေပြင်းမှုနိုင်နေတိုက်ခိုက်နေတော့တာပေါ့အတိုက်လေးတွေတော်တော်များများလည်းပြည့်စည်သွားတော့တယ်တပင်လေးတွေလည်းပြိုလဲသွားတော့တယ်နောက်နေ့တည့်ရက်မှာတော့နေအောင်ကြီးကတပင်တွေရဲ့ကြားထဲကနေထိုးထွက်လာတော့တာပေါ့ဟိုဝါစာကလေးမလေးကသူ့ရဲ့ကလေးတွေအတွက်အစာရှာဖို့အတွက်လာတော့တယ်အဲ့ဒီအချိန်မှာကလေးငုံတန်းလေးကြားလိုက်တော့တာပေါ့ဒါကဘာတန်းလဲရင်တိရောငုံနေတဲ့အတန်ပဲဖျားရင်အရန်ကိုနာကျင်လုံးလုံးငုံနေတဲ့အတန်မှလားသူ့ရဲ့နှလုံးသားတော်တော်လေးကိုကြေကွဲနေတာပါလား ကြည်ရတာအကူညီမဲ့နေလားမသိဘူးတကယ်လို့ကလေးလေးသာဖြစ်နေဘိုက်စာနေမလားဒဏ်ရာရောရနေမလားမသိဘူးငါသူ့ရဲ့မိခိုရာအဖြစ်ရှိနေပေးရမယ်ငါကငါသူ့တဘာကိုကူညီပေးဖို့အတွက်အမြဲတမ်းရက်တည်မဲ့ဆိုပြီးတော့ကတိတည်ထားတာလေအဲ့လိုပြောပြီးတော့ဝဝစာကလေးမကအတန်ကြာရနောက်ကိုလိုက်တော်လိုက်တော့တယ်အဲ့ဒီအချိန်တစ်ပင်အကျိုးရရဲ့ကြားမှာခိုးကလေးလေး၅ကောင်ကငိုနေတော့တာပေါ့ကလေး၅ယောက်လုံးကဗိုက်စာနေကြတဲ့အပြင်ကြောက်လုံးလို့တုံနေကြတော့တယ် လေးတို့ရေဘလို့ဖြစ်ပြီးတော့တပည့်အကျိုးတွေကြားထဲမှာရှိနေရတာလဲကလေးတို့ရဲ့မျက်နှာမှာလည်းအဖြစ်ကင်းစင်မှုတွေနဲ့နာကျင်မှုတွေနဲ့ကြောက်လွန်းလို့တောင်းနေရအောင်အနီမကြည့်ရတော့ဘူးအနီကိုပြောပါအောင်ဘာဖြစ်သွားရလဲဘသူကကလေးတွေကိုဒီအတိုင်းပြစ်သွားခဲ့ရတာလဲကလေးတို့ဒီလောကထဲကိုခေါ်လာပြီးတော့လမ်းတဝက်မှာပြစ်ထားခဲ့တဲ့မိဘတွေကဘမလဲတမီးတို့ရဲ့အတိုက်ကဒီတပည့်ပေါ်မှာရှိနေခဲ့တာလေအမေနဲ့အဖေကလည်းတမီးတို့ကိုမထိခိုက်ရအောင်ဖွဲ့ထားပေးခဲ့တယ်ဒါမဲ့တပည့်ကကြိုးကြသွားတယ် အမေနဲ့အဖေနဲ့ကတော့မရှိတော့ဘူးဖះရေကလေးတွေပဲရှိတော့တာလားတရားဝင်တနာကျင်နာမှုနဲ့ပြည့်စုံလာတဲ့ဖះသခင်ရဲ့ဒါကတရားမျက်တရဲ့လားယင်ဒီလောက်ရက်ဆက်လာတဲ့လောကကြီးရဲ့မှာအရေးအဖြစ်ရှိနေပေးတဲ့မိဘတွေကိုလူယူလိုက်ရလားအခုတမီးတို့စီမှာဘသူရှိသေးလဲတမီးတို့ကဘသူရဲ့အတောင်ပိုင်းအောက်မှာခေါင်းချပြီးတော့အိမ်မှာလဲညဘက်အချိန်ကြောက်စရာတွေ့ကြုံလိုက်ဘသူကတမီးတို့ရဲ့အနာမှာနေပြီးတော့မနက်မိုးလေးနဲ့အထိအားရင်အဖြစ်နဲ့ရှိနေပေးမှလဲ။ ။တမီးတို့မှာဘာအဖြစ်မှမရှိပေမဲ့လောကကြီးကတမီးတို့အဖြစ်သားတွေအတိုင်းရက်ဆက်တဲ့ဘဝကြီးကိုပေးလိုက်တယ်။ဟုတ်တယ်အန်ဒီ။တမီးတို့မှာမောင်နှမ9ယောက်ရှိရဲ့။တမီးတို့အားလုံးလည်းပိုက်ဆံနေကြပြီ။ပြီးတော့ရန်လည်းကြောက်တာပဲ။မကြောက်ပါနဲ့တော့။အခုအန်ဒီရှိနေပြီလေ။အန်ဒီနဲ့တူတူလိုက်ခဲ့။အန်ဒီရဲ့အိမ်ကသေးပေမဲ့အန်ဒီကလေးတို့အတိုင်းမသိချစ်ပေမဲ့အခုအစားပြီးတော့တမီးတို့ကမိဘမဲ့တွေမဟုတ်တော့ဘူး။လုံးဝမဟုတ်တော့ဘူးနော်။အန်ဒီဝါဝါအသက်ရှင်နေသည်မြတ် တောင်ပန်ကိုတုံးပြီးတော့ပြန်တန်းနိုင်တဲ့၍မျက်လုံးထဲမှာမျက်ရည်နှလုံးသားမှာမိခင်မျက်တာတွေအပြည့်ရှိနေတဲ့၍ကလေးတို့ကိုမထားခဲ့ဘူးအခုချိန်ကနေစပြီးတော့ကလေးတို့အားလုံးကအန်တီရဲ့ကလေးတွေပဲပြီးတော့အန်တီကကလေးတို့ရဲ့အမေမွေးဖွားပေးတဲ့သူကိုပဲအမေလို့ခေါ်တာမဟုတ်ဘူးအမေဆိုတာသူ့ရဲ့ကလေးတွေကိုအခက်ခဲရှိနေတဲ့အချိန်မှာအကာအကွယ်ပေးနိုင်တဲ့သူဆာလောင်မိုးတက်နေရင်တောင်မှရေအောင်ဆုံးကိုယ်တိုင်မစားဘဲနဲ့ကိုယ့်ရဲ့ကလေးတွေကိုကျွေးတဲ့သူ အေးတဲ့အခါမှာလည်းတောင်ပံထဲမှာကလေးတွေကိုထွေးပွေထားနိုင်မှာဖြစ်တာတကယ်ပဲသမီးတို့ကိုတူတူခေါ်သွားမှလားသမီးတို့ရဲ့အမေဖြစ်လာပြီမှလားဟုတ်တာပေါ့ခိုးအပ်စားပြီးတော့ကလေးတို့ကအမေရဲ့ကလေးတွေပါပဲဟိုအစားကလေးမရဲ့အတိုက်ကအပြစ်အမြင့်ရဲ့နေရာတနေရာမှာရှိတာပေါ့အစားကလေးကအတိုက်ကြီးထဲမှာမိရွှေနဲ့ကိုကိုကနေထိုင်နေတဲ့ခိုးကလေးငယ်ရောက်ကိုခေါ်လာတော့အံ့ဩနေကြတာပေါ့မေသူတို့ကဘယ်သူတွေလဲဟင် တမီးဒီနေ့ကစပြီးတော့သူတို့လေးတွေကတမီးတို့ရဲ့မောင်နှမတွေပဲသူတို့လေးတွေကမိဘမယ်လေးတွေမုံတိုင်းတိုက်နေတဲ့အချိန်မှာမိဘတွေကို ဆုံးရှုံးလိုက်ရတာပေါ့သူတို့လေးတွေကအပြစ်မရှိတဲ့ကလေးလေးတွေပါရက်ဆက်တဲ့လောကကြီးကသာမိဘမယ်တွေဖြစ်အောင်လုပ်ခဲ့ကြတာသူတို့လေးတွေစီမှာဘယ်သူမှမရှိကြတော့ဘူးအခုချိန်ကနေစပြီးတော့သူတို့လေးတွေရဲ့အမေကလည်းအမေပါပဲဟာဒါမဲ့အမေတမီးတို့ရဲ့အသက်ကတဲတဲလေးလေး อืมအိမ်သေးတော့လဲဘာဖြစ်လဲသမီးရဲ့စိတ်တဘောတာကြီးမြတ်ဖို့ကအရေးအရေးကြီးရာစိတ်တဘောတာကြီးမြတ်ဖို့ပဲအရေးကြီးရာသမီးတို့ငငယ်တော့ကလည်းအမေကိုယ်တိုင်အငက်ခံပြီးတော့သမီးတို့ကိုကြွေးမိခဲ့တယ်မဟုတ်လားသမီးအမေကိုအမေလို့ခေါ်လို့ရသေးလားယင်ရတာပေါ့သမီးရဲ့တနေ့ကို၁၀ချိန်ခေါ်လဲရတယ်အမေကအဲ့ဒီခေါ်တန်လေးကိုနားထောင်အောင်လို့အပန်းမကြည့်ပါဘူး ဲ့ဒီနောက်မှာကလေးတွေကအတူတကွနေထိုင်ကြတော့တယ်။ဘဝဆိုင်နှိမကကလေးတွေကိုအတိုက်ထဲမှာနေရာချပေးလိုက်တော့တာပေါ့။ကလေးတွေကလည်းနှစ်ချိုက်စွာအိပ်ပျော်သွားတော့တယ်။မနေ့ရောက်တဲ့အခါမှာတော့ဘဝဆာကလေးမကကလေးတွေအတွက်အစာရှာထွက်တော့တယ်။ကလေးခုနှစ်ယောက်ကိုထိန်းရတာလည်းကိုယ်ရဲ့အလုပ်မဟုတ်ပေမဲ့သူအလျှော့မပေးခဲ့ဘူးပေါ့။အရှင်အားထက်ပို့ပြီးတော့ပြန်တမ်းမှဖြစ်တော့မယ်။ပို့ပြီးစူးစမ်းမှဖြစ်မယ်။ဒါမဲ့လေကလေးတွေဝမ်းဝါဖို့အတွက်ရအားလုံးကိုတိတ်ခတ်ပြီးတော့လုပ်နိုင်ပါတယ်လေ။ တော်ရရနေစပားရီနဲ့တက်တီးတွေယူလာလိုက်တော့တယ်။ကလေးတွေကအပါတရားစားတော့လိုက်ကြတာပေါ့။အမေရောဘာမှမစားဘူးလား။အမေကဘာမှစားစရာမလိုပါဘူး။ကလေးတွေရဲ့အပြုံးကိုကြည့်ပြီးတော့အလိုလိုဖိုက်ဖြီသွားပြီ။အမေတည့်ရလား။ဒီနေ့လေတိန်ငက်ကတမီးတို့ရဲ့နားမှာလာပြီးတော့ဝဲနေတယ်။တမီးအရန်ကြောက်တာပဲအမေ။အမေရှိနေတဲ့ပြည့်ဘယ်ကျင်းငယ်ရဲ့ရံကိုမှကြောက်စရာမလိုဘူးတမီး။ ကလေးတွေကိုလည်းပြန်တန်းပြီးသင်ပေးရမယ့်အချိန်ရောက်လာတော့တယ်။ကလေးတွေကလည်းအရောက်ငယ်သေးတာကြောင့်ပြန်တန်းမှုအတွက်ကြောက်နေကြတော့တာပေါ့။ဘိုးဝါစာကလေးမကသစ်ပင်ရဲ့အကိုင်းမော်ကိုခေါ်လာပြီးတော့သင်ပေးလိုက်တော့တယ်။ကလေးတို့ရေအမေတို့အတွက်အရေးကြီးဆုံးကပြန်တန်းမှုပဲ။ပြုတ်ကြမှာကိုကြောက်ကြမှာအမေသိပါရဲ့။ဒါပေမဲ့ကို့ဘိုးဝါရဲ့အိမ်မက်ကိုပြည့်ဖို့ဆိုရင် ပြန်တန်းတတ်မှဖြစ်လိမ့်မယ်။အမေမေတာပြုတ်ကြသွားလိမ့်မယ်။ပြုတ်ကြတာလဲတင်ယူရမယ့်သင်ခန်းစာတစ်ခုပဲလေ။ အမေကလေးပေးပါရယ်အမေအောက်မှာရှိနေပေးမယ်ကလေးတို့ပြုတ်ကြရင်အမေဖမ်းလိုက်မယ်အဲ့နောက်မှာတော့ကလေးတွေကတစ်ပင်ရဲ့အကိုင်းကနေခုံချတော့တယ်တချို့ကပြုတ်ကြသွားပြီးတော့တချို့ကပြန်တန်းသွားနိုင်ကြတော့တာပေါ့ဟိုအစကလေးမကအချိန်တိုင်းသူတို့လေးတွေရဲ့အနာမှာနေပြီးတော့ထိမိထားတာပေါ့နောက်ဆုံးမှာတော့အားလုံးကပြန်တန်းသွားနိုင်ကြတော့တယ်အမေတမိပြန်နိုင်သွားပြီပြန်နိုင်သွားပြီ အမေရဲ့ကလေးတွေကပြန်တန်းနိုင်သွားပြီဆိုတော့အမေမှစိတ်ပူစရာမရှိတော့ပါဘူးတကယ်မှာတော့ရာသီဥတုကပြောင်းလဲသွားပြီးတော့မိုးတွေရွာချလာတော့တယ်ကလေးတွေထဲမှာအငယ်ဆုံးခုကလေးလေးကနေမကောင်းဖြစ်သွားတော့တာပေါ့ရံကိုဖျားနေရကြောင့်မျက်လုံးတော်မဖွင့်နိုင်တော့ဘူးပေါ့မိုးဝါစာကလေးမကလည်းရံကိုစိတ်ပူနေတော့တယ်ချပါအောင်တားလိရဲ့တားလိရဲ့ဘေးမှာအမေရှိရဲ့လေအမေတမီဆေးဝယ်လာခဲ့ရမလား မွေနဲ့တော့တမီးရဲ့ညားရောက်နေပြီပဲအမေပဲသွားလိုက်မယ်တမီးတို့ကတယောက်ကိုတယောက်ဂယူးဆိုင်ကြအောင်နော်အဲ့လိုပြောပြီးတော့ဝူဝါစာကလေးမကတောရဲ့နေရအနှံ့အပတ်ပြီးတော့ဆိတ်လိုက်ရှာလိုက်တော့တယ်နောက်တော့ကလေးတွေကိုအတောင်မှန်ထဲမှာပဲထွေးပစ်ထားပြီးတော့ကိုယ်တိုင်အဆုခံလိုက်တော့တယ်မနဲ့မိုးလင်းလာတော့တယ်အမေအမေအမေရဲ့သားလေးအမေရဲ့အသက်ပြပြန်ကောင်းသွားပြီလား ။တမီးတို့ကအမေရဲ့ကလေးအရှင်းနေမဟုတ်ပေမဲ့ဘာဖြစ်လို့တမီးတို့ဒီလောက်တောင်ချစ်ပေးရတာလဲ။ကလေးတို့ရဲ့အမေတယောက်ဖြစ်ဖို့အတွက်သွေးသားရင်ဖြစ်နေစရာမလိုပါဘူး။မိခင်မြင့်တာပဲအရေးကြီးရပါ။ကလေးတွေကတဖြည်းဖြည်းနဲ့အရွယ်ရောက်လာတော့တယ်။ပြန်တန်းလို့လည်းပြန်တန်းလာနိုင်ကြတော့တယ်။တောထဲမှာရှောက်ပတ်ပြီးတော့သွားလာနေကြတော့တာပေါ့။တကယ်မှာကလေးတွေအားလုံးပေါင်းပြီးတော့ဘဝစာကိမ်းမလေးအတွက်လက်ဆောင်ယူလာခဲ့တော့တယ်။အမေ ။တမီးတို့ရဲ့ချစ်ရတဲ့အမေ။ဟိုဝါစာကလေးမရဲ့အရှိမအသေးပုံဖော်ထားတဲ့အတိုက်တေးသေးလေးတစ်ခုထထားလိုက်တော့တယ်။အဲ့ဒီမှာရေးထားတာကငါတို့ရဲ့အမေဒေါ်ဝဝ။ဒါဘာလဲကလေးတို့။အမေကတမီးတို့အတွက်အများကြီးထုတ်ပေးခဲ့လေ။တမီးတို့ကလည်းဘဝအသက်ပေးခဲ့တယ်။အခုတမီးတို့ကနေရအမေကဘသူလဲလို့မင်းခုံယုံဝင်ကြွားပြီးတော့အမေဝဝါလို့ပြန်ဖြေနိုင်ပြီ အမေကအရန်ကိုကန်ကောင်းတာပဲကလေးတို့ရဲ့အချစ်ကပဲအမေအတွက်အဖိုးမဖြစ်နိုင်တဲ့ယေသနာတစ်ခုဖြစ်တယ်။ကောင်းငင်ပေါ်မှာဘဝစာကလေးမနဲ့အတူ နောက်ကနေလိုက်ပါလာတဲ့ကလေးခုနှစ်ယောက်ကို တွေ့တဲ့အချင်းငယ်တိုင်းကငိုကြတော့တာပေါ့။ ီနေ့အမေရဲ့ကလေးတွေအတွက်လူတွေရဲ့စိုက်ခင်းတဲ့ကိုသွားပြီးတော့စားကောင်းတဲ့အစားအစာတွေယူလာခဲ့မယ်။မိတ်သမီးတို့အတွက်မုန့်ချိုယူလာခဲ့ပြီနော်။ตาအတွက်ကတော့ပပတာယူခဲ့နော်။ตาကြားဘူးတယ်လူတွေစားတဲ့အစားအစာရင်းအောင်ရတာရှိတာတဲ့။อืมမှတ်ထားနော်ကလေးတို့အိမ်မှာတောင်းချမ်းမိလည်းမနေနေနဲ့ပြီးတော့အိမ်ကလည်းအပြင်ကိုမထွက်အောင်နော်ကိုယ့်ရဲ့ကလေးတွေကိုစုံမပြီးတဲ့နောက်ဘဝစာကလေးမလေးကအစာရှာဖို့အတွက်ထွက်လာတော့တာပေါ့ အဲဒီနောက်မှာတော့ဝဝါဆာကလေးမလေးကတောရဲ့အပြင်ဘက် လူတွေနေတဲ့နေရာကိုရောက်လာပြီးတော့တစ်ပင်တစ်ပင်မှာထိုင်နေလိုက်တော့တယ်။အဲဒီချိန်မှာပဲလူတစ်ယောက်ကစပိန်မောင်းပြီးတော့ဖျက်သွားလိုက်တော့တယ်။စပိန်ချင်းတွေကပန်းသီးလေးတစ်လုံးကပြုတ်ကျကျန်နေတာပေါ့။အင်းဒီပန်းသီးကိုငါရင်စားထားလိုက်မယ်။ပြီးကြတော့မှကလေးလေးရဲ့အတွက်အစာရှာဖို့သွားလိုက်မယ်။အလို့ပြောပြီးတော့ဝဝါဆာကလေးမကပန်းသီးရှိတဲ့လမ်းမအလဲကိုရောက်လာတာပေါ့။ပန်းသီးကကြီးရကြောင်တဲရခက်ခဲနေတော့တယ်။ အဲ့ဒါကြောင့်ဘဝစာကလေးမလေးကစ조사ပြီးတော့မနေတဲ့အချိန်မှာပဲနောက်ကနေကားတစီးကအရှိန်ပြင်းပြင်းနဲ့မောင်းလာပြီးတော့ဘဝစာကလေးမလေးကိုတိုက်ပြီးတော့မောင်းထွက်သွားတော့တယ်အိမ်မက်တွေအားလုံးအမှတ်တရတွေအားလုံးကိုနှလုံးသားထဲမှာတင်ထားရင်းနဲ့ဘဝစာကလေးမကတိတ်ဆုံးသွားတာပေါ့ဘယ်လူသားမှအဲ့ဒီနေရာကိုမလာကြဘူးလေကြည့်ရတာလမ်းမကြီးပေါ်မှာကျင်းကတ်တွေကခဏခဏတိတ်လေးရှိရကြောင်းလည်းဖြစ်နိုင်ပါတယ် ဒါမှမဟုတ်ကျင်းငယ်တကောင်သေးတာကလူသားတွေအတွက်ဘာမှမထူးခြားသွားတာကြောင့်လည်းဖြစ်နိုင်တယ်။ကလေးလေးတွေကအိမ်မှာသူတို့ရဲ့အမေလာတာကိုစောင့်နေတာပေါ့။ညနေဆောင်းတော့တယ်။မိမိစာကလေးမလေးကလည်းကိုကူစာကလေးကိုပြောလိုက်တော့တယ်။အခုအခုအချိန်ထိအမေကအိမ်လည်းပြန်မလာသေးဘူး။အန်တီတနစ်စီကိုတွားပြီးတော့မေးကြည့်လိုက်အောင်မယ်။ညီမလေးမိနီမင်းပြန်ပြန်လာခဲ့နော်။အခုအရန်ကိုကြောက်တယ်။မိနီစာကလေးမလေးကတင်တင်ကြီးကမလေးရဲ့အိမ်ကိုတွားလိုက်တော့တယ်။ အဲ့ဒီချိန်လမ်းတစ်ဝက်မှာပဲမိနီလေးကအန်ကယ်ချက်တူရေးနဲ့တွေ့သွားတော့တယ်။တမီးလေးမိနီတမီးရဲ့အမေကဒီနေ့လူတွေရှိတဲ့နေရာကိုသွားရလား။ဟုတ်တယ်အန်ကယ်အမေကတမီးအတွက်မုံချိုအခုအတွက်ပပတာယူဖို့သွားတာ။သမီးရဲ့အမေကိုကာတစီယာတိုက်ပြီးတော့မောင်းထွက်သွားတယ်။သမီးရဲ့အမေလည်းအဲ့ဒီနေရာမှာနေသေဆုံးသွားခဲ့တယ်။အဲ့ဒါကိုနားထောင်ပြီးတော့မိမိလေးကငိုရော့တာပေါ့ သမီးအမေအဘဘယ်လိုလဲတကယ်လားအင်္ဂေအင်္ဂေမာရိုင်းပြောနေရလားဟုတ်တယ်သမီးအင်္ဂေကဘာလို့လိန်ပြောရမှာလဲအင်္ဂေလည်းအဲ့ဒီညကနေဖြစ်နေတဲ့အချိန်မှာဖြစ်ပြခဲ့ရအားလုံးအင်္ဂေကိုယ်တိုင်တွေးခဲ့ရလေမီနီစာကလေးကငိုပြီးတော့အိမ်ကိုပြန်လာတော့တယ်မီနီအမေဘာမှလဲညီမလေးရောဘာလို့ငုံနေရတာလဲ 姑姑，我姑姑耶，阿妹好嘞，老爷要特别来的。အစ်ကောင်နားထောင်ပြီးတော့ကုကုစားကလေးမကလည်းငူလိုက်တော့တာပေါ့မောင်နှမနှစ်ယောက်လုံးကတညလုံးငူကြတော့တယ်ကုကလူမနေ့တော့ဝဝကိုလူတွေကတက်ပြစ်လိုက်တယ်လို့ကြားတယ်ကိုလေးကြားတယ်ဒီနေ့အဲအခုတော့ကိုလို့တော့တော့လွယ်သွားတာပေါ့ကလေးစီကနေလွယ်လွယ်ကုကုအိမ်လူယူလို့ရပြီလေ ဒါဆိုရင်အခုသွားကြရအောင်လေ။ဘဘွားရဲ့ကလေးတွေကိုမောင်းထုတ်ပြီးတော့ကျမတို့အဲ့ဒီအိမ်မှာနေကြမယ်။အခုကိုတို့ကဘသူမှလည်းတားတော့မှာမဟုတ်ဘူး။တားမဲ့သူလည်းဘသူမှရှိတော့တာမဟုတ်ဘူး။ကာလူကြီးကနဲ့တင်းတင်းကြီးကမလေးတို့ကဝဝစားကလေးမလေးရဲ့အိမ်ကိုရောက်လာတော့တယ်။ကကူဒီအိမ်ကအနီတို့ကသမီးတို့ရဲ့အမေအတွက်စောက်ပေးထားခဲ့တာ။အခုတမီးတို့ရဲ့အမေလည်းသိပြီဆိုတော့တမီးတို့လည်းဒီအရာကနေထွက်သွားကြတော့ဒါမဲ့အန်ဒီ အမေကဒီအကြောင်းနဲ့ပတ်သက်ပြီးတော့သမီးတို့တခါမှလည်းပြောဘူးတာမဟုတ်ဘူး။အမေပြောတာကအမေနဲ့အဖွားတို့ကပေါင်းပြီးတော့ဒီအိမ်ကိုဆောက်လုပ်ထားတာတဲ့။အခုချက်ချင်းမစက်ပိတ်ပြီးတော့ဒီကနေထွက်သွားတော့မဟုတ်ရင်ဒုက္ကိုင်တော့မှာနော်။မလုပ်ပါနဲ့အန်ကယ်။သမီးရဲ့အကိုမရိုက်ပါနဲ့။အခုပဲထွက်သွားပေးပါမယ်။အဲ့လိုပြောပြီးတော့မိနီနဲ့ကိုကူတို့မောင်နှမနှစ်ယောက်လုံးကသူတို့ရဲ့ပစ္စည်းတွေကိုယူပြီးတော့အိမ်ကနေထွက်သွားလိုက်ကြတော့တာပေါ့။ဝါး ။ဒီအိမ်ကအရန်ကိုခန်းထားတာပဲ။နေရာဒီမှာတော့အိမ်ကအေးနေရောပဲ။အရန်ကိုနေလို့ကောင်းတာပဲကိုကလူကြီး။မိနီနဲ့ကိုကူစာကလေးတို့ကတောရဲ့တခြားတစ်ဖက်ကိုသွားလိုက်ကြတော့တယ်။သူတို့မှနေစရာအိမ်ကလည်းမရှိဘူးပေါ့။ညမိုးချုပ်လာတော့တယ်။ညဘက်အမောင်ကြောင့်ကလေးနှစ်ယောက်လုံးကအရန်ကိုကြောက်လန့်နေတာပေါ့။အဲဒီနောက်မှာသူတို့ကတောင်ပေါ်ကိုတက်ပြီးတော့တပင်းတပင်းရဲ့အောက်မှာထိုင်နေလိုက်တာပေါ့။ကိုအမေပြောလို့ရှိရဲ့လေ။ ဘလောက်ပဲအခက်ခဲနေကြုံကြုံဆွဲမလျှော့ပဲရင်ဆိုင်ရမယ်လေပြီးတော့လေမမလေးမိနီ အကိုအမေကိုအရန်တရရတာပဲအဲ့လိုပြောပြီးတော့ကုကူစာကလေးမကငိုနေလိုက်တော့တယ်မနီမွေတောင်ရဲ့ဂူလေးတကူမှာစွတ်တီလို့ခေါ်တဲ့စိတ်မလေးတကောင်ကထိုက်နေတော့တယ်စိတ်မလေးကကုကူရဲ့ငိုတံကိုကြားသွားတာပေါ့อืมဒါကလေးလေးတယောက်ရဲ့ငိုတံပဲတွားကြည့်လိုက်အောင်မယ်စွတီစိမ်းမာလီယာကိုရေကနေထွက်လာပြီးတော့မကြခင်မှာပဲကုကုနဲ့မိနီစီကိုယောက်လာတော့တယ် ကလေးတို့ရေအမေလည်းမပါပဲနဲ့ဒီမှာဘာလုပ်နေကြရလဲအန်ဒီတမီးတို့ရဲ့အမေကိုလူကြီးကတပစ်လိုက်တာပြီးတော့တမီးတို့ရဲ့အိမ်ကိုကြီးကမှလူယူလိုက်တယ်တမီးတို့ကအကူညီမဲ့နေတဲ့သူပါတမီးတို့စီမှာဘာသူမှမရှိဘူးမငိုပါနဲ့တော့ကလေးတို့ရဲ့အန်ဒီလက်ဒီကွမ်းနဲ့တဲ့ဓာတ်ကိုကြုံခဲ့ရတာပဲလေကလေးတို့လည်းအန်ဒီနဲ့အတူအန်ဒီရဲ့ဂူရဲကိုလိုက်ခဲ့ကြစစ်တီစိတ်မလေးကကလေးနှစ်ယောက်လုံးကိုသူ့ရဲ့ဂူရဲကိုခေါ်လာလိုက်တော့တယ် ။အန်ဒီရဲ့အသက်အရွယ်နှစ်လလောက်ကပေါ့လူသားတွေကအန်ဒီရဲ့အမေကိုရောင်းစားလိုက်တယ်လေ။အန်ဒီကိုယ်တိုင်လည်းအများကြီးခံစားခဲ့ရတာ။ကလေးတွေလည်းအယောင်အောင်ပိုက်စားနေရကြအောင် စိတ်မလေးကသူ့ရဲ့နှုတ်ကိုတိုက်လိုက်တော့တယ်။နောက်တော့သူတို့အတွက်မျက်တွေနဲ့လှုပ်ထားတဲ့နှွှင်းထွေးတဲ့အိယာခင်းလေးကိုပြီးလိုက်တော့တယ်။သမီးတို့မောင်နှမနှစ်ယောက်လုံးဒီမှာအိတ်လိုက်နော်။ကလေးတွေကိုလာမင်းရဲ့အလေးအရာတိုးဝင်နေတာပေါ့ကလေးတွေကလည်းစိတ်မလေးရဲ့နှုတ်ကိုတောက်လိုက်ကြတာကြောင့်ဖိုက်တင်းွားတဲ့အပြင်အဲ့ဒီနေရာလေးမှာလုံခြုံတယ်လို့လည်းခံစားရတာပေါ့ ဲ့ဒါကြောင့်နှစ်ချိုက်စွာအိပ်ပျော်သွားတော့တယ်။အဲ့ဒီကစပြီးတော့မိနီကူကူတို့ကစိတ်မလေးနဲ့အတူဂူထဲမှာနေထိုင်တော့တာပေါ့။ကလေးတို့အန်ဒီကိုအမေလို့ပြောနော်။အန်ဒီကကလေးတို့ရဲ့အမေတယောက်အနေနဲ့ပြုစုပြောင်းမိမယ်။အဲ့လိုနဲ့ပဲကလေးတွေကစွတီစိတ်မလေးကိုအမေလို့ခေါ်လိုက်ကြတော့တယ်။စိတ်မလေးကလည်းကလေးတွေကိုသူ့ရဲ့ကလေးအရင်ပမာချစ်ပေးတော့တယ်။ကလေးတို့ဒီနေ့ရာသီဥတုကစိုးရွားလာနိုင်တယ်။အဲ့အကြောင်းအပြင်မထွက်ကြနဲ့နော်။အမေကြက်စားဖို့အတွက်သွားလိုက်အောင်မယ်။ ဲ့လိုပြောပြီးတော့စွတ်တီစိမ့်မာလီကမိနီနဲ့ကိုကူကိုခုထဲမှာနေခိုင်းပြီးတော့ချက်စားဖို့အတွက်သွားလိုက်တော့တယ်။စိမ့်မာလီကမျက်လူလေးတွေကိုစားလိုက်တော့တာပေါ့။ခဏကြာရင်နောက်မှာတော့မိုးတွေကရွာသွန်းလာတော့တယ်။အဲဒါကြောင့်စွတ်တီစိမ့်မာလီကတစ်ပင်တစ်ပင်ရဲ့အောက်မှာမိုးခူနေတာပေါ့။အဲဒီချိန်မှာပဲကာလူကြီးကနဲ့တင်းတင်းကြီးကမာလီတို့ကလည်းတောထဲမှာရှောက်လည်နေရလေ။သူတို့ကလည်းမိုးရေလေးတွေထဲမှာပိတ်မိသွားတော့တယ်။ကိုကာလူရဲ့ ကျမလေးလေဒီနဲ့အတူလွင့်ပါသွားတော့မယ်ကျမကိုကယ်ပါဦးကာလူကြီးကကသူ့ကိုယ်သူကယ်တင်မှုအတွက်တောင်းတကြီးတဲ့ကိုပြန်တန်းသွားလိုက်တော့တယ်တင်တင်ကြီးကမလေးကတော့မိုးရီလေဒီနဲ့အတူအဝေးကိုလွင့်ပါသွားတော့တယ်အဲ့နောက်တင်တင်ကြီးကမလေးကစွတ်တီစိတ်မလေးထိုင်နေတဲ့အနောက်အဝေးကနေပြုတ်ကျလာတော့တယ်ဟဲ့တော့ဒီကြီးကမဘယ်ကနေရောက်လာတာလဲကြည့်ရတာလေဒီနဲ့အတူအဝေးကနေလွင့်ပါလာတာဖြစ်ရမယ် စစ်တီစိတ်မလေးကတင်းတင်းကြီးကမ်းမလေးကိုခေါ်ပြီးတော့ဂူရဲကိုရောက်လာတော့တယ်။အဲ့ဒီချိန်မှာ တင်းတင်းကြီးကမ်းမလေးကသတိမရသေးဘူးပေါ့။အမေအဲ့ဒီအန်တီပေါ့သားတို့ကိုအိမ်ကနေနှင်ထုတ်ခဲ့တာ။ကလေးတို့သူလှုပ်ခဲ့တာတွေအတွက်သူခံခဲ့ရပြီးပါပြီ။အဲအားကြောင့်သူ့ရဲ့အသက်ကိုကယ်တင်မှဖြစ်လိမ့်မယ်။စစ်တီစိတ်မလေးကတင်းတင်းကြီးကမ်းမလေးကိုနှိုးတိုက်လိုက်တော့တယ်။နောက်တော့ဒဏ်ရာရသွားတဲ့အတောင်ပတိစီပေးလိုက်တော့တယ်။ ခဏနေတဲ့နောက်မှာတင်းတင်းကြီးကမလေးကသတိရလာတော့တယ်။နောက်တော့ကုကုနဲ့မိနီဆာကလေးမလေးကိုတွေ့ပြီးတော့တင်းတင်းကလန့်သွားတော့တယ်။မကြောက်ပါနဲ့အန်တီ။အန်တီကသမီးတို့ရဲ့အိမ်ကိုလူယူလိုက်ပေမဲ့ဖခင်ကသမီးတို့အတွက်အိမ်လေးတိမ်ကိုပေးလိုက်တယ်လို့အမေတယောက်ကပါပေးခဲ့တယ်လေ။မိနီကုကုဒီစိတ်မလေးကကလေးတို့ရဲ့အမေလား။ဟုတ်တယ်။သမီးတို့အမေကပဲပြည့်စုံပြောင်းထောင်ပေးခဲ့တာ။အမေကသမီးတို့အရန်ကယူဆိုင်ပေးတာ။ ။တင်းနေတခြားသူတယောက်ကိုကောင်းတာမလုပ်ပေးနိုင်နေပါစေ။မကောင်းတာတော့မလုပ်လိုက်ပါနဲ့။ကိုပြန်ခံရမယ့်အချိန်ကမြင်မြန်ရောက်လာတတ်တယ်။မနေ့တော့ကနင်ကိုယ်တိုင်အိမ်ကနေ မောင်းထုတ်ခဲ့တဲ့ကလေးတွေကဒီနေ့နင်းရဲ့အသက်ကိုကယ်တင်ပေးခဲ့တာ။အဲ့နောက်မှာတင်းတင်းကြီးကမလေးကငိုပြီးတော့တောင်းပန်လိုက်တော့တယ်။ကလေးတို့ရေအန်တီကိုခွလွပါတော့အိမ်ကိုလည်းပြန်ဝင်လိုက်ကြပါ။မဟုတ်တာပဲအန်တီ။တအားကဒီမှာပဲနေတော့မှာအဲ့ဒီအိမ်ကိုတော့အန်ဒီပဲယူထားလိုက်ပါတော့ တင်းတင်းကြီးကမလေးကသူ့လောက်ထားတဲ့အပြည့်အဝအတွက်ရန်ကိုနောက်နှိုင်းရသွားတော့တာပေါ့